day 17ကိုရောက်လာပြီ day 1နဲ့ 16th ကိုနေ့စဉ်နေ့တိုင်းပုံမှန်လေ့လာကြမှတ်တဲ့လူဆိုလို့ရှိရင်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့တည်တည်သိထိုက်တာတွေကိုတော်တော်များများကိုစတင်ပြီးတော့သိလာပြီးစတင်ပြီးခန်းစားမိလာပြီလို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒီကုမဒီဗီဒီယိုစတွေ့တယ်ဆိုရင်လည်း day 1နဲ့စပြီးတော့ဒီနေ့ချင်းစီကြက်လာခဲ့เนาะကြက်လာပြီးတော့လေ့လာလာခဲ့ပါဗီဒီယိုအပုတ်30ပဲဒါပြီးရတယ်အောက်တက်ကြည့်ပြီလို့ကျွန်တော်ကပြောထားတာဖြစ်တဲ့အတွက်ကြောင့်ပုံမှန်ဆက်ပြီးတော့လေ့လာပါ day 1ကနေပြန်ပြီးတော့သွားပါဂျားဖက်ကြည့်ရဆိုရင်ဒီတစ်ပုတ်တော့ ကြည့်လိုက်ပါတော့ဒီလိုတော့ကြည့်ပြီးလို့ရှိရင် day 1ကနေစပြီးတော့တနေ့စီဘာလို့လာခဲ့ပြီဆိုရင်လေ့လာခဲ့ပြီဆိုရင်အင်္ဂလိပ်စာအောက်သက်ကြည့်မှာပါကဲဟုတ်ပြီဒီနေ့ပြောပြမယ့်အကြောင်းရင်းကတော့တတိနည်းနည်းအကြောင်းနဲ့အကောင်းလေးအကြောင်းပြောပြမှာဖြစ်ပါတယ်ဒီကတော့ but ing ပါရှေ့က day 15တို့16တို့မှာပြောခဲ့တဲ့ verb 1နဲ့ verb 2တို့ကတတိမရှိဘူးသူကအဖော်နေနေတာ by ing က verb 1နဲ့ verb 2ကကြောင့်တလုံးနဲ့နေတာဖြစ်ပြီးတော့ by ing ကတော့ am is are လို့ခေါ်တဲ့ verb 2 b ရဲ့ verb 1သုံးလုံးနဲ့တွဲပါတယ် ဲ့တော့ဒီ VNG နဲ့ MSR နဲ့ MSR နဲ့ VNG နဲ့ပေါင်းလိုက်တယ်ပေါ့နော်ပေါင်းထားသူကသူကနေကလေးကသူကအဖော်လေးနဲ့နေတာအဲ့လေကိုတတိထားပါဘဝအောင်ရှင်တလုံးတည်းပဲရေး he is go လို့မတုံးနဲ့ he goes i am sit လို့မတုံးနဲ့ i sit တလုံးတည်းပဲတုံးအဲ going တို့ sitting တို့ဆိုရင်တော့ ing တွေဆိုရင်တော့သူ့ရှိမှာဘာပါမလဲဆိုရင် MSR အဲ့ခါကျမှ MSR ကြံကလေးလို့မရဘူးနော် i going ဒီလိုမရဘူး going ကိုတလုံးတည်းရေးလို့မရဘူးဘဝမဟုတ်ဘူးတတိရှိတော့ဘဝနေရ အကြောင်းသိချင်တော့ရှေ့ရဗီဒီယိုမှာပြန်ကြည့်လာပါအခုဒီနေ့ပြောပြမှာတော့ AMSR နဲ့ VNG အကြောင်းပဲဖြစ်ပါတယ်ဟုတ်ပြီ VNG ဒီတလုံးနဲ့မရေးဘူး AMSR နဲ့ရေးရလို့ပြောပြတဲ့အခါမှာနောက်တစ်ခုမှတ်ထားမှာအဲ့လိုရေးထားတဲ့ tense ကိုဘာလို့ခေါ်လဲဆိုရင် present continuous tense လို့ခေါ်ပါတယ်အဲ့တော့ tense နဲ့ပတ်သက်ပြီးတော့ဒီနေ့ဆိုရင်တုတ်ခုသိသွားပြီ verb 1နဲ့ရေးထားတဲ့ tense ကို present simple ပုံမှန်လိုရိုးလို့ဆိုရင်အမြဲဖြစ်နေကြကိစ္စဒါမှမဟုတ်ရင်လည်းအမှန်တရား เนาะ daily activity တွေကိုသုံးတာပါဘတ်တူးကြောင့်လည်းပြောခဲ့ပြီးပြီဘတ်တူးဒီအတိတ်မှာဖြစ်ပြီးခဲ့တဲ့ကိစ္စကိုသုံးတယ်လို့လည်းပြောပြီးပြီမိကုန်းဘယ်လိုလုပ်ရမလဲဘတ်တူးနဲ့ပတ်သက်တဲ့ဟိုအငင်းဘယ်လိုလုပ်ရမလဲလာမိကုန်းလဲမိကုန်းစသည်ဖြင့်လည်းပြောပြီးပြီဟိုဒီနေ့ပြောပြမှာတော့ MSR ဘိုင်းကြီးအကြောင်း bar tense လဲဆိုရင် present continuous tense လို့ခေါ်ပါတယ်ဆိုတော့ထုံးစံအတိုင်းပဲဘယ်နေရာမှာသုံးလဲဆိုတော့ပြောပြမယ်နံပါတ်1ချက်ကသူကအခုဖြစ်နေတဲ့ဟာကိုသုံးပါတယ်အခု ဆရာမင်းတို့ဘာလုပ်နေလဲဆိုရင်စာသင်နေတယ်စာသင်နေတယ်အခုဖြစ်နေရလားဆိုတော့ဟုတ်တယ်အခုဖြစ်နေတာအခုဖြစ်နေဘာနဲ့ရေးရလဲဆိုရင် present continuous နဲ့ရေးရတယ်ဒါကအခေါ်ဝေါ်ပေါ့နော်တကယ်တကယ်သုံးတဲ့ verb ကဘာနဲ့ဘာနဲ့ပေါင်းရေးရလဲဆိုရင် ms are ing နဲ့ပေါင်းပြီးတော့ရေးရအဲ့မှာမှတ်ထားရမှာက i ဆိုရင်တော့ဒီ am ကိုရေးမှာဖြစ်ပါတယ်တခုကိန်းနေ singular noun နေဒီ s ကိုရေးမှာဖြစ်ပါတယ် plural noun နေအများဆိုရင်တော့ r ကိုရေးမှာဖြစ်ပါတယ်ပြီးတော့ second person ဖြစ်တဲ့ you are လည်းပဲ အာဝေးမှာဖြစ်ပါတယ်အဲ့တော့ first person နဲ့ second person အကြောင်းလည်းရှင်းမှာသင်ခဲ့ပြီဖြစ်နိုင်တော့ day 1နဲ့ day ဒီနေ့ day sampling တိကိုတနေ့စီတနေ့စီလေးပဲပမာလေးကြက်ခဲ့ပါဒီလိုပုတ်တရာလောက်ဆိုရင်တော့လေပြင်းစရာကောင်းတော့မှာပေါ့နော်နောက်ထပ် CV တွေလည်းထပ်ပြီးတင်းအောင်ပါဒါပေမဲ့အင်္ဂလိပ်စာအောက်သက်ကြီးဖို့တော့ကျွန်တော်တလာတဲ့နဲ့အပြီးသင်ပေးမှာဖြစ်ပါတယ်ဟုတ်ပြီအခုဖြစ်နေရဘူးဘာနဲ့တုံးပါလဲဆိုရင် present continuous နဲ့တုံးပါလို့ပြောထားတယ်အခုဆရာစာတင်နေရဆိုရင် i စာတင်နေရနော်အခုတင်နေရဆိုလို့ရှိရင် am စာနဲ့ by နဲ့ပေါင်းမယ် i ဆိုရင် am နဲ့ပေါင်းမယ်ဆိုတော့ am ထည့်လိုက်တယ် i am သူများကိုသင်ပေးနေရင်ဘာလို့ပြောထားခဲ့လဲ teaching ကိုကသင်ယူနေရင် learning အခုကသင်ပေးနေတာဆိုတော့ teaching အခုဆိုတော့ and the blue now i am teaching now ကျွန်တော်အခုစာသင်ပေးနေတယ်ဒီလိုဟာမျိုးကိုသုံးလာမယ်နောက်တစ်ခု number 2စခဲ့ပြီးပြီအဆုံးမသက်သေးတဲ့ကိစ္စဆိုရင်လည်း presence continuous နဲ့သုံးပါတယ်ကျွန်တော်နမူနာတစ်ခုပြောပြမယ်ကျွန်တော်ကစာဖတ်နေရဆိုပါစို့အခုဖြစ်နေတာရယ်နောက်တစ်ခုကစပြီးတော့မပြီးသေးတဲ့ဟာ ဈားတွေကကာလာကိုလည်း press coding တွေတော့သုံးပါတယ်။အဲ့တော့ server တွေကိုကျွန်တော်တို့တကယ်တကယ်ဖုံးဆက်တယ်ပေါ့။အဲတကယ်ချင်းမဘာလုပ်နေလဲ။သူနဲ့ဖုံးပြောချင်မှကျွန်တော်ကစာတော့မဖတ်ဘူး။ဒါပေမဲ့ကျွန်တော်စာဖတ်တာလည်းမပြီးသေးဘူး။အဲ့တော့ကိုစာအခုဖတ်မနေရတဲ့ပဲ press coding တွေရေးလို့မရဘူးလားဆိုတော့အဲ့လိုမဟုတ်ဘူး။ကိုကစာစာဖတ်ခဲ့ပြီးပြီ။မပြီးသေးဆိုရင်လည်း press coding တွေလည်းတော့သုံးလို့ရတယ်။သူနဲ့ဖုံးပြောတာအေးမင်းဘာလုပ်နေလဲဆိုရင်အေးငါမင်းနဲ့ဖုံးပြောနေရလေလို့ပြောစရာမလိုဘူး။ I am reading ဟာစာဖတ်နေတာပါလို့ပြောလို့ရတယ်။အဲ့တော့စခဲ့ပြီးပြီးတော့အဆုံးမသက်သေးတဲ့အကိစ္စပြီးဆိုရင်လည်း Pearson Continuous နဲ့သုံးပါတယ်။နောက်တစ်ခုနံပါတ်3ချက်အမှတ်ကမှာတော့အနာဂတ်ကို MSR fund အရင်နဲ့ရေးလို့ရပါတယ်။ဘလို့အနာဂတ်မျိုးလဲ။အနာဂတ်ကိုတော်တော်များများကတော့ဝေနဲ့ရေးကြလေးရှိတယ်။အဲ့လိုပဲတည်ကြလေးရှိတယ်။ဒါပေမဲ့အခြေခံပိုင်နေတဲ့သူဆိုရင်တော့ဒီအနာဂတ်ကိုရေးတဲ့ future style ကို6မျိုးလောက်တည်တယ်။အမှမှာ Pearson Continuous MSR fund ဆိုလဲအနာဂတ်အတွက်ရေးလို့ရတယ်ဆိုတော့တည်ကြတယ်။ဝေစာလင့်ပြီးပေါ့ I will go ငါသွားလိမ့်နေတာအနာဂတ်အနေနဲ့တောင်းတာ။ MSR fund ကြီးလဲလိမ့်ပြီဆိုတဲ့အထိပဲထွက်တယ်။ ဘလို့အနာဂတ်မျိုးလဲဆိုရင် plan future စီစဉ်ထားတော့အနာဂတ်စီစဉ်ထားတဲ့အနာဂတ်တွေကိုပြောမယ်ဆိုရင်ဘာနဲ့သုံးလဲဆိုရင် presence continuous နဲ့သုံးပါတယ်ဥပမာအဖြစ်ဆိုလို့ရှိရင်ကိုကအနာဂတ်မှာဘာလုပ်မယ်ဆိုပြီးတော့ comment ပြောလိုက်တာမျိုးမဟုတ်ဘဲနဲ့တိတိကျကျဘယ်အချိန်မှာဘာလုပ်မယ်ဥပမာဒီညနေငါရုပ်ရှင်ရုံသွားမယ်ဆိုရင်ဒီညနေ6နိုင်မှာရုပ်ရှင်ရုံငါသွားမယ်လို့ပြောမယ်ဆိုရင် I will go to the cinema လို့သုံးမဲ့စား I am going to the cinema at 8 o'clock this evening အဲ့လိုပြောပါမယ်အခုလုံမယ်ဆိုတဲ့ဟာကိုနာဂတ်မှာလုံမယ်ဆိုတဲ့ဟာကိုစီစဉ်ထားပြီးသွားရင်ဘာနဲ့ရေးလဲဆိုရင် MSR YG နဲ့ရေးရပါတယ်ဒါဆိုရင် MSR YG နဲ့ပတ်သက်ပြီးတော့နည်းနည်းရေးပုံကသဘောတရားကိုနားပဲနားလည်ပြီးလို့ထင်ပါတယ်เนาะကဲဒါဆိုရင် kind test လို့ပဲသူ့မှာလည်းအနေထားပဲတစ်ခုရှိမှာဆိုရင်၄ခုရှိပါပထမတစ်ခုက origin နဲ့ပုံစံ MSR YG ဒါပါပုံစံလဲဆိုရင် affirmative ပုံစံလို့သိထားတယ်ဒုတိယပုံစံကဘာလဲဆိုရင် negative ပုံစံပါ negative ပုံစံခိုင်းလို့ပဲပြောနေကြ negative လုပ်မယ်ဆိုရင်ဘာလာမလဲကဲရှိရသေးသေးမှလုတ်ခဲနေကြဟာပဲ negative လုပ်မယ်ဆိုရင် not လာပါမယ် not လာပြီဆိုလို့ရှိရင်ဘာရှိဖို့လိုလဲအကူရှိဖို့လိုတယ်ဘဝနဲ့ဘတူကမှနည်းနည်းခေါင်းစားသေးတယ်ဘာကြောင့်လဲဆိုတော့သူတို့အကူတွေမရှိတော့ဘဝဆိုရင် do နဲ့ just ကိုခေါ်တယ်ဘတူဆိုရင် dit ကိုခေါ်တယ်ပြီးမှ not ကဝင်လို့ရတယ်ဟုတ်တယ်နော်ဒါပေမဲ့ဒီကောင်ကအစကတည်းကသူ့မှာအကူ amiss ာပါဖြစ်နေလဲဆိုရင်ရှိနေတဲ့အခါကျတော့ဘာအတန်းဝင်လို့ရဆိုတော့ not အတန်းဝင်လို့ရတယ် အဲ့တော့ am ရှိနေ am not ကို not အဝင်လိုက် is ရှိနေ is not ကိုဘာဝင်သားလဲဆိုရင် not အဝင်ပါလေအတူကောက်ကြိုက်လို့ရှိရင် is an apostrophe d insert လို့ရေးလို့ရတယ်ဟုတ်ပြီ r ရှိနေ r not ကို not အဝင်သွားတယ် r not ပေါ့အတူကောက်ရေးမယ်ဆိုရင် ar e n apostrophe d ant လို့နားထားတယ် aran လို့ပါတယ်အဲ့ဒီရှောက်မှတ်ထားတယ် ants ပဲနားထားတယ်အဲ့တော့ဘာဝင်သွားလဲဆိုရင် not ဝင်သွားပြီ do that တဲ့ကိုခေါ်တော့က verse 0 verse 1နဲ့ verse 2ဒီ verse 0ဖြစ်သွားတယ်နော် အခုကဒူးတက်တစ်ကိုမခေါ်ထားဘူးသူ့မှာရှိပြီးသားအကူမှာပဲ not ထဲတာဖြစ်တဲ့အတွက်ကြောင့်ဒီ VNG ဒီလုံးဝမပြောင်းလဲဘူးအဲ့ဒီအတိုင်း VNG ပဲကျွန်တော်ပြောတာသဘောပေါက်ပါရဲ့နော်နည်းနည်းလေးပြန်ပြောပြမယ်အခုလုံနေ MSR VNG အနာဂတ်မှာစီစဉ်ထားတဲ့အကြောင်းတွေပြောချင်လဲ MSR VNG အစခဲ့ပြီးတော့မဆုံးသေးဘူးအခုထိလက်ရှိမှာလုံနေတုံးဆိုတဲ့ဟာပြောချင်လဲ MSR VNG not ထဲချင်အများတန်းအကူလိုတယ်ပိုကောင်းတာက VNG မှာအကူပါတယ်ဘာကြောင့်အကူပါတယ်ဘဝနဲ့ဘတ်တူတွေလိုတတိမရှိလို့ပေါ့ အခုဘာတော့ဘာတန်းဝင်ခွင့်ရှိသွားလဲ not တန်းဝင်ခွင့်ရှိသွားတယ်အဲ့တော့ negative လောက်မှာဆိုရင် am နောက်မှာ not ထဲ am နဲ့ not ပူရေးလို့မရအောင်เนาะ is နဲ့ not ပူရေးလို့ရတယ် are နဲ့ not ပူရေးလို့ရတယ် is နဲ့ not နဲ့ပေါင်းရင် is နဲ့ are နဲ့ not နဲ့ပေါင်းထားရင် and ဟုတ်ပြီ negative ပုံစံပြီးတော့နောက်ပုံဘာပုံစံလာလဲဆိုရင် question ပုံစံလာတယ်အဲ့ဒါလာမေးခွန်းလို့ခြေရခေါ်တယ်ကဲမေးခွန်းလို့ချင်ဘာလို့နော်ဆရာရဲ့ American fan နေဆိုရင်တော့နည်းနည်းသိလောက်မလို့ထင်တာပဲမသိသေးဘူးဆိုလို့ရှိရင်လည်းရှေ့ရဗီဒီယိုပြန်ပြီးတော့လေ့လာစေချင်ပါတယ် မင်းကလုံးမယ်ဆိုဘာလုပ်စင်မင်းကလုံးမယ်ဆိုရင်ဘာထုတ်လဲဆိုရင်အပူထုံးဆိုတာလေးမှတ်ထားမယ်အဲ့ဒါလည်းဘာခတ်တော့မှာလဲဒါအဲ့ဒီသဘောတရားတွေကတန်စတိုင်းမှာဒီတိုင်းပဲအကူထုတ်ဆိုရင်အကူကပါလာကြည့်လိုက်ပါတယ်လေဒီမှာအကူကြီးနော်အကူပါမှာတော့အဲ့အကူထုတ်လိုက်မှာပေါ့အမ်ကိုထုတ်လိုက်မယ်ဗျာနော်ပြီးရင် is ကိုထုတ်လိုက်မယ်ပြီးရင်ဘာထုတ်လိုက်မယ်ဆိုရင် are ကိုထုတ်လိုက်မယ် ms are ပြီးမှဘာလာမလဲဆိုရင် subject လာမယ်လောက်တဲ့သူလာမယ်ပြီးရင် do that တစ်ကိုမခေါ်တဲ့အတွက်ကြောင့်ဘက်ကလည်း map လောက်ပဲဖြစ်နေမလဲဆိုရင်ဘာ ing ပဲဖြစ်နေမယ်ပေါ့ okay example တွေပြောမယ် ငါတင်ဒီသူဒီစာဖတ်နေပြီဆိုပါဆို he သူကတယောက်တည်းဆိုတော့ singular noun ဆိုဘာတော့လဲ is ဒီမှာ they သူတို့အများဆိုရင်အာသုံးပါเนาะ you ဆိုရင်လည်းအာသုံးပါကဲဒါလေးကတော့ကျွန်တော် example အများကြီးမပေးဘူးမနှက်ဖန်ကြရင်ခြေမှာလေ့ကျင့်ခန်းနေနဲ့ကဲ he ပြီးလို့ရှိရင်စာဖတ်နေပြီဆိုရင်အခုဖတ်နေတာလားအခုဖတ်နေ am is are ဘာရေးပုံမှန် he is reading တော့သူစာဖတ်နေပြီဆိုအထိပ်ပါချက်တယ်ဟုတ်ပြီသူစာဖတ်နေတယ်ကိုဒါ negative နဲ့ပြန်ရေးမယ်ဒါ affirmative ဒါ negative နဲ့ရေးမယ်သူစာဖတ်နေတာမဟုတ်ဘူးဆိုရင်တော့ he isn't is နေရာလေးမှာ isn't လေးထည့်လိုက်အောင်မယ်ခဏ ing ကပြောင်းလဲမှုမရှိဘူး but zero တော့မပြောင်းနဲ့နော် but zero ပြောင်းနဲ့ဆိုတာက do that did ခေါ်မှာ but zero ပြောင်းတာရှေ့ကဘဝန်နဲ့ဘတူမှာပဲ but zero ပြောင်းမှာဒီမှာမပြောင်း ing တိုင်းပဲ he reading သူအခုဖတ်နေတာ he isn't reading သူအခုစာဖတ်မနေဘူးဆိုတာဒီမှာထွက်တယ်ဟောစာဖတ်နေလားဆိုရင်အဲ့လိုပဲဘာလဲစလိုက်မလဲရှေ့ကို ambis ထုတ်လိုက်ဆိုတော့ he ရဲ့အနောက်မှာ verb က is မလားအဲ့အကူလေးကိုရှေ့ထုတ်လိုက်အောင်မယ် is he reading ူဘာဖြစ်လဲဆိုရင်သူစာဖတ်နေလားဟောနောက်ဆုံးပုံစံကတော့ဘာမေးခွန်းလဲဆိုရင်လဲပုံစံဖြစ်တယ်ဒါလည်းရှေ့မှာလောက်ထားပြီးသားလဲပုံစံကတော့ wh question တွေဖြစ်တဲ့ where တို့เนาะနောက် why တို့เนาะနောက် when တို့အဲ့ question word တွေအကြောင်းလည်းတော်တော်များများဆေးရခန်းထဲမှာပြောခဲ့ပြီးပြီ question word တွေအတိအပြည့်လည်းပြောပြီးပြီအဲ့ question word လေးတွေကိုဒီအရှိဆုံးမှာထည့်လိုက်ဒါဆိုရင်ဘာဖြစ်သွားလဲဆိုရင်ဒဲမီကုန်းဖြစ်သွားတယ်ခဲ if he reading ရဲ့အရှိမှာမှာဘာထည့်မလဲဆိုရင် where ပြီးရင်ညာနဲ့တွက်လိုက် is he reading အဲဆိုရင်လဲမျိုးဖြစ်သွားတယ်ဘယ်နေရာမှာသူစာဖတ်နေလဲပေါ့နော် why is he reading သူဘာကြောင့်စာတွေဖတ်နေတာလဲဒီနေ့ပြောပြခြင်းနဲ့ဟာလဲရှိတာ translate လို့ပဲ i miss that ဘာညီပေါင်းလို့ရှင်ဘယ်ဆက်ကိုနေနေ translate လို့ခေါ်တယ်အခုဖြစ်နေရအောင်သုံးလို့ရတယ်စားခဲ့ပြီးအဆုံးမသက်တာကိုသုံးလို့ရတယ်အနာဂတ်မှာမှရိုးရိုးအနာဂတ်နော်စကားရောဖောက်ရောအနာဂတ်မဟုတ်ဘဲနဲ့စီစဉ်ထားတဲ့အနာဂတ်ဆိုလို့ရှိရင်လည်း MSR PNG သုံးလို့ရတယ် เนาะပြီးလို့ရှင်အာဒီမှာရှိတဲ့ဟာအငင်းလုံးမဲ့ဆိုရင်တော့လာမယ်တော့လာလို့ရှင်အကူအားလည်းရှိပြီးသားဆိုတော့တက်အစင်းသင်းထည့်အောင်ပဲအတန်ထွက်လေးတွေပဲမှတ်ထားမယ် isn't and ဟုတ်ပြီလားအကူထုတ်မယ်ဘယ်ခါမှလဲလာမေကုန်းဖြစ်ချင်အကူထုတ်မယ်လဲမေကုန်းဖြစ်ချင်လာလောက်ထားတဲ့ကောင်းရှိတို့ဒီ wh လေးတွေထည့်လိုက်တာနဲ့လဲမေကုန်းဖြစ်သွားမယ်အဲ့တော့ဒါကိုတေးသေးချာချာရေးရေးလေးလေးနားလည်ဖို့ဆိုရင် ဆရာအနေနဲ့လည်းဟာလေးပြကြည့်တစင်ချင်းစီတက်လာခဲ့အလီကတ်ကလေးလိုပဲတက်လာခဲ့တက်လာခဲ့တက်လာခဲ့အချိန်အများကြီးရမှာမဟုတ်အချိန်တက်လာပဲရမှာကဲမနက်ဖက်မှာလေးချိန်ခိုင်မဖြစ်ခင်နောက်တော့နည်းနည်းမှတ်သွားမှာ time expression အချိန်ဖော်ပြချက်တွေကတော့ now အခုတို့နော် at the moment ဒါလည်းအခုအချိန်မှာလို့အဓိပ္ပာယ်ထွက်တယ်ကဲအဲ့လိုဟာမျိုးတွေပေါ့နော်အဲ့လိုဟာမျိုးတွေပါလို့ရှိရင်ဒါဘာ tense ဖြစ်လေရှိလဲဆိုရင် present continuous tense ဖြစ်လေရှိပါတယ်နော်အဲ့ဒါတခြားလေးမှတ်နက်ဖက်အတွက် ready လုပ်ထားပါ